မင်္ဂလာပါဒီနေ့ရွှေအိမ်ဗန်သွားခဲ့တယ်ရှင်ပိတ်ဆံသွားအပ်တယ်တော့မဟုတ်ဘူးเนาะသူငယ်ရှင်တို့အစိမ်းရောင်ဗန်တုံးတဲ့သူငယ်ရှင်တို့ရှိလားမသိဘူးရွှေအိမ်ကအစိမ်းရောင်ဗန်တုံးထားရှင်အဲ့တော့ပြီးခဲ့တဲ့တရက်နေ့ရက်တော့ကရွှေအိမ်ရဲ့ယောက်ျားဗန်ထဲမှာတတိပေးစာလေးလာတဲ့ဒီလာမဲ့ခုနလပိုင်းနဲ့ရက်နေ့ကနေစပြီးအဲကိုရဲ့ဗန်ထဲကနေပိတ်ဆံလွဲတဲ့လွဲမဲ့အခြေအနေမှာလေရှင်အများကြီးလွဲလို့မရတော့လေဒါကြောင့်အာအများကြီးလွဲချင်ရဲ့ဗန်မှာသွားပြီးသွား update ရမယ် အော်ပြောရမယ်တတိပေးစာမလာတဲ့သူ message မလာတဲ့သူလဲသွား update ရမယ်နော်ရှင်ရောက်ကြပဲအဲ့ဒီ message ရောက်တယ်ရှင်ဟာကျတော့မရောက်ဒါပေမဲ့ဒီနေ့သွားတော့နောက်စလုံး update ရတယ်ကိုစီမာ message ရောက်ရောက်မရရောက်တော့ update ရမယ်အဲ့လိုမျိုးရှင်သွားတော့ဘာလို့အပ်လဲဆိုတော့အဲကိုရဲ့ဘန်စအုပ်ကိုယူသွားပြီးတော့ ကိုဗန်ဖွင့်တဲ့အချိန်တော့တုံးခဲတဲ့အထောက်အထားလေး passport အဲတုံးပြီးဗန်အောက်ခွင့်ခဲ့တဲ့သူဆိုရင် passport နဲ့ဗန်စုပ်ယူသွားတက်ကယ်လို့ကိုဗန်အောက်ခွင့်တော့က passport မတုံးမဲနဲ့အဲပန်းရောင်ကတ်တုံးခဲ့တဲ့သူဆိုရင်လည်းပန်းရောင်ကတ်နဲ့အဲဗန်စုပ်ကိုယူသွားပြီးအာကိုနေကိုနေနီးစက်ရအဗန်တွေမှာသွားလုံလို့ရတယ်ကိုဖွင့်ထားတဲ့ဗန်နေရအထိသွားเสียမလို့ကိုအိမ်အနီးနာကဗန်ကိုပဲသွားပဲဗန်ပဲသွားသွားဒါပေမဲ့ အစင်းရောင်ပန်တော့ရှင်အခြားပန်တော့မဟုတ်ဘူးเนาะအစင်းရောင်ပန်တစ်ခုထည့်ပဲရှင်ပြောတာကအဲ့တော့အစင်းရောင်ပန်ကိုတွားပြီးတွားအတစ်ရုံပဲကိုရဲ့အဲစအုပ်နဲ့အဲ့ဒီကိုဖွင့်ထားတဲ့အထောက်အထား အဲ့ပေးလိုက်ရုံပဲပြင်သူတို့ကကိုယ့်ရဲ့မျက်နှာတွေကိုစကန်ပေးမယ်ပြီးတော့ကိုယ်လက်မှတ်အတိပြန်ထိုးရမယ်အဲ့လောက်ပဲရှင်လွယ်လွယ်လေးပြီးတော့ပိတ်ဆံတပြားမှပေးစရာမလိုเนาะသူတို့တော့ update ခံရတဲ့အကြောင်းရင်းလေရှင်ရှေးရှောက်ကိုဖုန်းထဲက app ကနေငွေပမာဏများများလွှဲချင်ရင်မျက်နှာအရင်စကန်ပြီးမှလွှဲလို့ရတယ်ရှင် ဥပမာနည်းနည်းပပတရားနေရာလေတထောင်နှထောင်ဆိုတော့စကန်ဆီယမ်လို့ဒါမဲ့၄၅တောင်းတွေလွဲတဲ့အချိန်တွေမှာမျက်နှာစကန်ပြီးမှလွဲလို့ရတယ်။သို့မဟုတ်ရင်ဗန်မှာသွားပြီးလှုပ်ရမယ်အဲ့လိုမျိုးရှင်းပြီးတော့လေအရင်တော့ရွှေအိမ်ခရမ်းရောင်ဗန်တစ်ခုဖွင့်ထားတယ်ဖွင့်ပြီးရွှေအိမ်မတုံးဖြစ်ဘူးအဲ့လိုမျိုးပဲထားထားလိုက်တယ်ဝင်အာငွေဝင်ငွေထွက်လုံးဝမရှိလှုပ်ရှားမှုမရှိဘောနော်အဲ့ဒီဗန်အဲ့တော့ပြီးခရမ်းရောင်ကရွှေအိမ်ဗန်တုံးစရာလို့လို့ အငွေအထဲကြီးကြီးတော့ထဲလို့မရထဲလို့မရတော့ရွှေရင်ပန်းသွားပြီးတော့မင်းဘလို့အရွှေရင်ဖွင့်ထားတဲ့ဘန်အကောက်ကတုံးလို့မရတော့တာလေလို့မီးတော့သူတို့ကပြောတယ်တကယ်လို့ကိုဘန်အကောက်ဖွင့်ပြီးနနစ်တုံးနဲ့အတွင်းမှာကိုဘန်ဝင်းဝင်းငွေထွက်ငွေလုံးဝမရှိဘူးဘန်လှုပ်ရှားမှုလုံးဝမရှိဘူးဆိုရင်သူတို့ကအဲ့ဒီဘန်ကိုပြက်ပယ်ထုတ်လိုက်ပြီလို့ပြောတယ်အဲ့ဒီဘန်ကတုံးလို့မရတော့ဘူးမရှိတော့ဘူးလို့ပြောတယ်ရှင့်အဲ့တော့သူငယ်ရှင်တို့ဘန်အကောက်တွေဖွင့်ထားတယ်ဆိုရင် အာမကြာခဏအငွေတွေနည်းနည်းတော့ဝင်ခိုင်းပြီးတော့ယူထုတ်အဲလှုပ်ရှားမှုရှိအောင်တုံးပေါ့နော်မကြာခဏအဲ့လိုမျိုးပဲပြစ်ထားရင်သူအဲ့လိုမျိုးတည်တော့မဆိုလို့မမျောလို့ရှင့်ခွင့်ရအတိတ်ပြီးမလွယ်ရခုနောက်ပိုင်းလေဟိုအရင်တော့ကဘာကောက်ခွင့်ရလွယ်တဲ့ဒီနောက်ပိုင်းနည်းနည်းခက်တယ်လို့ခံစားရတယ်။သွား update ရှင်တဲ့သူငယ်ရှင်တို့ဆိုရင်တော့ဖြစ်နိုင်ရင်တာမန်ရက်သွားကြတော့စနေတနင်္သနွေလူအများကြီးရှင်း တော့ update ရမယ့်ဘဏ်ကအစိမ်းရောင်ဘဏ်ပဲနော်ရှင်အခြားရောင်ဘဏ်တွေကတော့ update ရမှာ update ရရှိရင်လည်းမသိဘူးရှိရင်လည်းမသုံးဘူးလို့နော်ဖွင့်ထားတာကလည်းသူသုံးလို့မရတော့ဘူးဆိုတော့အခုရှင်ပြောနေတဲ့အချက်လေးကတော့အစိမ်းရောင်ဘဏ်ပါရှင်